ျွန်တော်တို့ကအဲ့ဒါလေးကိုတီးတာဒီအနောက်မှာတီးတာပေါ့နော်အနောက်မှာဆိုတော့ကျွန်တော်တို့တွေကတွေ့ရမှာအဓိကတာကီကီယာဂျီကီဂျီကီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာအဲ့ဒါတန်လေးနားထောင်ပြီးတော့ကျွန်တော်တို့ရှာရမယ်တကယ်တော့ဒီမှာဒီ E ဒီ E မိုင်နာပဲ ီတမဲလွှတ်ချိုးမှာမတီးပဲနဲ့ဒီဘက်သူ့ရဲ့72ကော့မြောက်ဒီ notes ကိုပဲတီးတာဒိုမီလာလေးပဲเนาะဒိုမီလာကျွန်တော်အဲ့မှာ notes ရေးမယ်ဆိုရင်ဒိုပြီးရင်မီ1 3 6အဲ့လိုရေးရမယ်เนาะကျွန်တော်ရေးရင်ဒါအပင်ပန်းခံရမယ်ဆိုတာအဲ့ဒါပဲဒိုင်းတီးလိုက်တာမြန်တယ်ရေးရတာကြာတာပေါ့เนาะအဲ့တော့ဒါ G မှာเนาะဒိုနဲ့ကရက်က เนาะပြီးရင်ဒီဘက်ကမီဆိုရင်ဒီဘက်မှာ re ဖြစ်သွားပြီเนาะမီဒီဘက်တက်မှာမီနဲ့ဖာကက်ရယ်เนาะအဲ့တော့မီပြီးတော့ re ပြီးဒီမှာလာဆိုတော့ဒီအရှိတဘက်ကဆိုဖြစ်သွားပြီအဲ့တော့တီ re ဆိုဒီနောက်တစ်ပါး full out မှာကျတော့ဒဲကြလာပြီးရင်ဒီဒီဒီ one of two of three of ပြီးရင် four ကဒဲကြလာတယောက်က G နဲ့မဆိုခြင်းမူ A နဲ့ဆိုမယ်ဆိုလဲကိုကတိတက်ရမယ်ဒိုရောမီရောတစ်ကောသုံးရောပေါ့နော်ဒိုမီအဲ့တော့ဒီမှာ re အဲ့တော့ဒီလက်ကလေးကိုလွတ်ဖို့ပြုဖို့တော့လိုတာပေါ့နော်အမှဒီလိုလေးဖိထားလိုက်တော့မယ် B re mi နိအဲ့ဒီ ठी ကအောက်ပြောက်တွေပါမယ်နော်ဒီဒိုလေးကြာရင်လွတ်သွားပြီ ဖာနဲ့ဆိုနေကြားရတာဖီလို့ခေါ်တယ်နော်ကျွန်တော်တို့1 2 3 4ပေါ့နော်တင်းလုံ3 4ဆိုတော့4နဲ့5နဲ့ကြားဆိုတော့4 4ပေါ့နော်4 sharp or 5 flat 4အနေနဲ့ကတဝက်မြင့်လာတယ်5အနေနဲ့ကတဝက်လျော့သွားတယ်နော်အဲ့တော့4 sharp or 5 flat ဖီလို့ခေါ်တယ်နော် C လေး F C F C G င်သွားတဲ့ဟို optic ပြန်ဖြစ်သွားတော့သူက seven ရဲ့အောက်မှာအပြောက်နှစ်ပြောက်အထက်အောက်ပါမယ်နော်ဒူကတော့တပြောက်တည်းပဲဒီမှာတီကအပြောက်တပြောက်ပါမယ်ပြီးရင်လာလဲအောက်ပြောက်နှစ်ပြောက်ပါမယ်နော်လက်တန်းလေးနဲ့သွားမယ်နော်လက်တန်းလေးကိုတီးတက်အောင်တီးပါဘာလို့လက်တန်းဂီတာကျွန်တော်တို့ဒီဘက်ဘက်မှာဆိုရင်လက်တန်းအားအနည်းဆုံးပါဒါကြောင့်မို့သူ့ကိုများများ train ပေးမှသူကောင်းလာရင် channel လက်တွေပါ automatic ပူကောင်းလာတာပေါ့နော် တူတူပဲเนาะအလုံးတွေကတူတယ်လက်ကလေးတွေကနေရလေးပြောင်းသွားတဲ့အတွက်အနေငယ်အနေငယ်လေးတွေပြောင်းလဲမှုလေးရှိသွားတာပေါ့เนาะဒီ flat တန်အစုံမှာရှိတဲ့ဒီ G key တခုကိုတီးပြီးသွားရင်ကျန်တာတွေကအကုန်လုံးသဘောတရားတွေကအကုန်အတူတူပဲဆိုတာเนาะကိုယ့်ဘာကူ chain တီးချင်တိပါလိမ့်မယ်เนาะအဲ့တော့ဒီ drone fire တွေအများကြီးဟာရှိတယ်စိတ်ရှုပ်ဆရာကြီးပါဆိုမတွေးပါနဲ့နောက်ကျတာအကုန်လုံး used to ဖြစ်သွားရင်ໃຊ້အဲ့ဒီအကွက်လက်ကွက်တွေလက်ကွက်တွေမှာ ဒီ6ကျိုးမှာဆိုရင် G ဒီမှာ5ကျိုးမှာဆိုရင်10ခွက်မှာ4ကျိုးမှာဆိုရင်5ခွက်မှာเนาะဟို3ကျိုးမှာဆိုရင် open ရတယ်ဟုတ်တယ်ဒီ12ခွက်မြောက်ကလည်း G ပဲ2ကျိုးမှာဆိုရင်ဒီ8ခွက်မြောက်เนาะပြီး1ကျိုးမှာဆိုဒီဟာအဲ့တော့ဒီတပြန်ပြီးသွားပြီဆိုရင်နောက်ဒီဘက်တပြန်ဆိုရင်ဒီအတိုင်းပဲလာမှာ Ibanez တို့ဘာလို့အဲ့လိုမျိုး pick up အားကောင်းတဲ့ခါတွေဆိုရင်တော့ဒီကောင်တအားထွက်ပါရဲ့နော်အဲ့လိုလိုအဲ့တမ်းမဒီဒီမှာတုံးလုံးပေါ့နော်တုံးလုံးမှာအလေတလုံးဖြောက်တယ်ဒန်ဒန်ဒန်ဒီကောင်ကျတော့အမြန်တီးတာရရောက်ချင်းချက်ချပီးချင်းအမြန်တီးပြလိုက်တာဒန်ဒန်ဒန်အဲ့တော့တကယ်လည်းပြောမယ်တုံးလုံးတုံးလုံးမှာအရှိတလုံးအနောက်တလုံး1နဲ့3ကိုဖြောက်လိုက်တာအဲ့တော့အလေရဟာပဲတီးတာပေါ့နော်ဒန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 ် တန်တန်ဒီကောင်လည်းသုံးလုံးမှာအလေသလုံးဖြောက်တာဒီကောင်ကျတော့အရှိနှလုံးအရှိသလုံးနောက်သလုံးကိုဖြောက်တာအဲ့တော့နံပါတ်1ပေါ့နော်တန်တန်တန်ဒီကကျတော့တန်တန်တန်ဒါ off ဒီ3မှာကျတော့အဲ့လိုပဲသုံးလုံးမှာအလေသလုံးဖြောက်တာအလေသလုံးဖြောက်တော့တန်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 ဒိုဆိုဖီဘာမာဒီဒိုဆိုဖီဖာဒိုဆိုဖီဖာဖာ 发马的哆嗦飞发马的哆嗦飞发马的，哎，对了。